ဟုတ်ကဲ့မျိုးရီအလုံးမင်္ဂလာပါဒီနေ့ကျွန်တော်မျိုးရီကိုကျွန်တော်သတိလာပေးအောင်မယ်နောက်တစ်ခုကပါလဲဆိုတော့ရှင်ပြလုံးသမားမျိုးရီအထောက်ထားလှုပ်ထားတယ်အထောက်ထားတွေကမပြည့်စုံသေးဘူးဘလို့လူတွေကရှောင်ရမလဲဘလို့လူတွေကကျွန်တော်တို့ရင်ဆိုင်ရမယ်ဆိုတာ ਨੇ ပတ်သက်ပြီးတော့ပေါ့နော်ပါလဲဆိုတော့ဒီတော့ဒီကနေ့ဒီရှင်ပြလုံးသမားမျိုးရီနော်အလုံးယုံတော်တော်များများမှာပေါ့နော်တွားရောက်စစ်စီတဲ့အခါမှာအထောက်ထားပြည့်စုံနေတဲ့လူရှိတယ်လို့အထောက်ထားမပြည့်စုံလို့အဖန်ခံရတဲ့လူတွေလည်းရှိတယ်ဘာအထောက်ထားမှလည်းမရှိတဲ့လူတွေလည်းရှိကြပါတယ် အဲ့တော့အားလုံးအတွက်ကိုပေါ့နော်ဘယ်လိုလူတွေကဘယ်လိုနေရမလဲဘယ်လိုလူတွေကတကယ်တကယ်လာစစ်စီရင်ဘာတွေပြင်ဆင်ရမလဲဆိုတာကိုဒီကနေ့ဗီဒီယိုကိုဆုံးအောင်ကြည့်လိုက်ပါနော်ဗီဒီယိုကတူတူလေးပဲဖြစ်ပါတယ်ဘာလဲဆိုတော့အချက်၅ချက်ပဲလိုပါတယ်နော်အဓိကတော့ကျွန်တော်တို့ရွှေပြားလို့တမားရေးအခုရှိနေတဲ့အလုပ်ယုံပဲအလုပ်ယုံပဲဖြစ်ဖြစ်ပယံပဲဖြစ်ဖြစ်အလုပ်ယုံကြီးအလုပ်ယုံငယ်စားသဖြင့်ပေါ့အားလုံးမပေါ်စားကြနဲ့တကယ်လို့ကိုယ့်စီကိုတနည်းတို့လာစစ်စီခဲ့မယ်ဆိုရင်ဘယ်လိုအထောက်အထားမျိုးတို့စစ်စီရလဲဆိုတာကိုဒီကနေ့ကျွန်တော်လာရောက်ပြီးတော့ ရှင်းပြပေးတော့မှာဖြစ်ပါတယ်เนาะနံပါတ်1ကတော့ကျွန်တော်ဝတ်ပါမယ်ရှိမရှိကျွန်တော်အရင်ဆုံးစစ်ရမှာဖြစ်ပါတယ် နံပါတ်1ဝပမေရှိမရှိဆိုတာစစ်စစ်စစ်စီတဲ့နေရာမှာဘလို့ကြည့်ရမှာလဲဝပမေဆိုတာပိုင်းအောင်ကတ်ဆိုတာကန်ဆောင်ထားတဲ့လူတွေရှိတယ်တချို့တော့ပေါ့ချာလေးတွေပေါ့နော်တချို့ရေမပြီးသေးတဲ့လူတွေလည်းရှိကြတယ်အဲ့တော့မပြီးသေးတဲ့လူတွေကကြတော့ကျွန်တော်တို့မပြီးသေးဘူးဆိုတဲ့အကြောင်းလုံဆောင်နေစေဆိုတဲ့အကြောင်းကိုတော့ကျွန်တော်တို့ဆာရွက်ဆန္ဒတွေကိုကျွန်တော်တို့သူတို့ကိုပြပေးဖို့အတွက်ကိုတော့လိုအပ်ပါတယ်ဗျာနော်သူတို့ကိုကိုမပြနိုင်ဘူးဆိုလို့ရှိရင်တခါကိုကထောက်ထားမပြေဆုံးဘူးဆိုတဲ့အမှုနဲ့တခါကိုတခါသူတို့တွေကပြဿနာရှာအောင်မယ်ဒုက္ခတွေပေးအောင်ပါ ဟဲ့မလားဒါကြောင့်မလို့ဝတ်ပါမေရှိမရှိဆိုတာကိုကျွန်တော်တို့အရင်ဆုံးစမ်းသပ်ကြည့်ရှုရပါမယ်ဝတ်ပါမေကဆက်ထားတယ်ဆိုရင်ဆက်ထားနေစေဆိုတဲ့ဇာရွက်စံတန်းလေးကိုကျွန်တော်ပြရမယ်လှုပ်ဆောင်နေစေမပီးသေးလို့မပီးသေးလို့ဆိုတာကိုကျွန်တော်ပြရမှာဖြစ်ပါတယ်နံပါတ်၁တစ်ချက်ဟုတ်ပြီနော် Okay now နံဝတ်ပါမေလောကမရှိဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ့ဒါတော့အလုံးလုံးဝတ်ပါမေမရှိဘဲနဲ့အလုံးလုံးတဲ့အတွက်အဲ့ဒီပြည့်မှုနဲ့ကျွန်တော်တို့အေးအေးယူခံရမှာဖြစ်ပါတယ် ုတ်ပြီเนาะနံပါတ်1နံပါတ်2ကကြတော့ကျွန်တော်တို့အလုံးလုံးနေတဲ့လူเนี่ยအလုံးရှင်တဲ့ကိုเนี่ยဟာအလုံးပြောင်းပြီးပြီလားအလုံးရှင်ပြောင်းပြီးပြီလားเนาะဘိုင်ဂျင်းအော်ကြီးဂျင်းခေါက်ကြီးလုတ်ပြီးပြီလားလုတ်ပြီးပြီဆိုလို့ရှိရင်ပြီးပြီဆိုတဲ့အကြောင်းဘာမှပြဿနာမရှိဘူးမလုတ်သေးဘူးမလုတ်ရသေးဘူးဆိုရင်ဘိုင်ဂျင်းအော်က15ရက်တော့မဟုတ်ရက်30သုံးလို့ရတဲ့အတွက်ကြောင့်အဲ့တော့အချိန်နဲ့တပြေးညီကျွန်တော်တို့လှုပ်ထားလိုက်ဖို့အတွက်ကိုလည်းလိုအပ်တယ်လှုပ်ဆောင်နေသေးဆိုရင်လှုပ်ဆောင်နေသေးဆိုတာကိုသူတို့ပြပေးဖို့လိုအပ်တယ် ော်ဒါလေးကိုသိရကြည့်နော်မပြောင်းရသေးဘူးဒါပေမဲ့ကျဲအော်ကမတည်သေးဘူးကျဲအော်ရှိနေသေးတယ်ဆိုရင်အလုပ်ရှင်ကလုံနေသေးဆိုတာကိုဒါကျွန်တော်တို့ကပြောလို့ရတယ်နော်ဟုတ်ပြီနံပါတ်3နံပါတ်3ကကျွန်တော်တို့ရက်90ရက်90နဲ့အစင်းတိုင်တာနော်တချို့တော့အလုတ်ယုံတော်မောတွေအခုချိန်ကျွန်တော်တို့ဒီပိတ်စီတက်ပူနနာတို့ဘာလို့မှဆိုရင်ကျွန်တော်တို့သွားထုတ်ရခါကြရင်ကျွန်တော်တို့အဲ့စင်းလဲတခါလဲတိုင်ထားတယ်ရက်90ကိုလဲတခါလဲလုတ်ထားတယ်အဲ့ဒီနှစ်ခုလုံးတခါလဲလုတ်ထားတဲ့ခါကြတော့စစ်စီတဲ့ခါကြရင်ကျွန်တော်တခါလဲပြပြလို့ရတယ် ကျွန်တော်တခါ1800တန်ငွေရိုက်ခံရပြီးပြီးတခါ800တန်ငွေရိုက်ခံရပြီးပြီးအဲ့ဒီအစီရင်တိုင်တာနဲ့ပတ်သက်ပြီးအစီရင်တိုင်တာဘလို့တိုင်တာလဲအစီရင်တိုင်တာကကျွန်တော်တို့မိမိတို့နေထိုင်တဲ့နေရာပဲဥပမာပေါ့ဗျာအလုပ်ရှင်အခန်းပိုင်ရှင်ရဲ့ဆိုင်ရွက်ဆန္ဒလေးကိုယူပြီးတော့ကျွန်တော်တို့တခါတော်မော်ရုံးကိုသွားပြီးတော့တခါว่าต่ายไล่ออกมั้ยเจนเราดีมาเต้ขอบาได้ดีมาชื่อเลยสุดแล้วจ้องบ่เนาะไอ้ห่าမျိုးนี้ตะคาได้ลุกอยู่ล่ะชื่อดิเนาะลุกอ่ะดิ ဟိုမတိုင်တာဘုံဆိုတန်ဝေ800တော့ကောင်း1800တော့အဲ့မျိုးကြီးလေကျွန်တော်တို့တချို့တော်လူကြီးကကျွန်တော်တို့တန်ဝေရိုက်ခါရတာတွေကိုရှိတယ်နော်ကျွန်တော်ကိုယ်တိုင်လည်းထိလာပြီးပါပြီအဲ့နောက်တစ်ခုကရက်90ကျတော့လေကျွန်တော်တို့မတိုင်ငယ်9ရက်မှာကျွန်တော်တို့အရင်ထုရမယ်အဲ9ရက်တည်းကြော်သွားလို့ရှိရင်တော့2000တည်းမကျော်တော့တန်ဝေကိုကျွန်တော်တို့အဆောင်ရမှာဖြစ်ပါတယ်2000တည်းမကျော်တော့တန်ဝေထဲမှာတချို့ယုံတွေကအဲတချို့တော်မော်ယုံတွေက200ထုရဲ့အဲ200တန်ဝေရိုက်တယ်300တန်ဝေရိုက်တယ်900တန်ဝေရိုက်တယ်စသဖြင့်သူတို့ရိုက်ရင်တော့ရိုက်တာပဲဒါပေမဲ့2000ကျော်လို့မရဘူး နော်ဒါကတော့ကျွန်တော်ရက်90အဲ့တော့ရက်90ကိုလည်းပုံမှန်ထူရမယ်စာအုပ်မှာတက်တန်ရှိနေသေးတယ်ဆိုရင်နော်စာအုပ်မှာတက်တန်မရှိတော့ဘူးစာအုပ်လဲဖို့စောင့်နေတယ်ဆိုရင်တော့ပြဿနာမရှိဘူးဝတ်ပါမဲ့လည်းရှိတယ်အဲဘိုင်းအောင်ကတနည်းစာကြံသေးတယ်ပြီးတော့စာအုပ်တက်တန်၃နာပိုင်းတည်းကကုန်သွားတယ်ဆိုရင်လည်းဘာမှပြဿနာမရှိဘူးအဲ့လူတွေက၉နာပိုင်းကြီးနေတိုင်းပိုင်ခွင့်ရှိတယ်လို့တမဝင်ဌာနတွေကသူတို့ကြီးညာထားပြီးသားဖြစ်တယ်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ဒီရက်90နဲ့အဆင်းတိုင်တိုင်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့အမျိုးကြီးအားလုံးမောပါလောက်ဟုတ်ကဲ့အဲနံပါတ်၄နံပါတ်၄ကကြတော့ဘာလဲဆိုတော့ကျွန်တော်တို့လုတ်သွားတယ်မိမိရဲ့ဆိုင်ရဆန္ဒကိုယူသွားဖို့လိုအပ်ပါတယ်လုတ်သွားတယ်မိမိရဲ့ဆိုင်ရဆန္ဒကိုယူသွားဖို့လိုတယ်ဆိုတဲ့နေရာမှာနော်ဝပမေးရှိတယ်အဗီဇာရှိအကုန်လုံးရှိရှိတဲ့ဟာကိုအကုန်လုံးယူသွားဥမာကိုပြောင်းမှကြောက်တယ်ဆိုရင်လည်းမိတူလေးကူးပြီးတော့မိတူလေးယူသွားပြလို့ရတယ်နော် လောက်ရုံမှာလည်းတစုံမိတူကူထားသေးတယ်အိမ်မှာလည်းထားထားသေးတယ်ဒါမှတစုံနေရာပျောက်သွားခဲ့ပြီးရှိတော့ဒါကျွန်တော်တို့ပြန်လဲပြီးတော့ထုတ်ယူလို့ရအောင်ပေါ့နော်ဒါလေးကိုကျွန်တော်တို့ဒီ view site နော် view site ပို့လို့လေကဲဒါကတော့ခုနပြောသလိုပဲသူတို့အဲစစ်ကြည့်တဲ့အချိန်မှာကိုယ်မပြနိုင်ဘူးဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့သူတို့စစ်ကြည့်တဲ့အချိန်မှာကိုယ်မပြနိုင်ဘူးဆိုရင်ကိုကအထောက်ထားလက်ဝယ်မကင်ဆောင်ထားတဲ့အမှုနဲ့900နေစားပြီးတော့တစ်ထောင်ကြီးသူတို့ပန်းကိုသူတို့တန်းကိုရိုက်နိုင်ပါလေဗျာ နော်ပြစ်မှုရှိတယ်ဘယ်ကိုသွားသွားကိုရဲ့ဆိုင်ရွက်ဆိုင်တိုင်းကိုတော့အမြဲတမ်းယူသွားပါနော်မပြေးကြနဲ့နော်ကျွန်တော်မျိုးဒီနံပါတ်5ရောက်ပြီနံပါတ်5ကတော့ဆိုင်ရွက်ဆိုင်တိုင်းတွေကိုကိုပြန်စစ်ကြည့်ရမယ်တတန်တိုးပြီးပြီလားရက်60တော်ပြီးပြီလားဗီဇာထုပြီးပြီလားထောက်ထားတွေဘာတွေလိုအပ်နေလဲဆိုတာကိုအမြဲတမ်းစစ်ဆေးဖို့လိုအပ်ပါတယ်နော်ဒါလေးတွေမှာလောက်သမားမျိုးဒီအာသူတို့လာစစ်ဆေးတဲ့ခါကျရင်ဘာမှကြောက်စရာမလိုပဲနဲ့သူတို့ပြန်ပြီးတော့ပြန်လို့ရအောင်ပြုတ်လို့ရအောင်ပေါ့ဗျာနော် ဒီတော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကတော့ဒီနေ့အချက်၅ချက်ပေါ့နော်နားမလည်ဘူးဆိုရင်နောက်တစ်ခေါက်ပြန်ကြည့်လို့ရတယ်ထပ်ခါတလေလည်းပြန်ကြည့်လို့ရတယ်အဲ့တော့အလုပ်သမားမျိုးတွေကိုကျွန်တော်အခုလာပြောက်ပြီးတော့တင်းလာပေးတယ်လင်းပြရဲဆိုတာကတော့ကျွန်တော်အလုပ်သမားတွေဇီယာနေပါတခုမှကျွန်တော်မမျှော်ကိုပါဘူးအလုပ်သမားတွေကနားလည်မှုနဲ့ကျွန်တော်ရဲ့စေတနာကိုနားလည်ပြီးရင်ကျွန်တော်ကျေနပ်ပါပြီနော်ကျွန်တော်ဒီမြန်မာနိုင်ငံကပေးတဲ့လက်ကားကိုစားနေတာလည်းမဟုတ်ဘူးထိုင်းနိုင်ငံကပေးတဲ့လက်ကားကို အစိုးရကြွေးရတဲ့လက်ကလည်းမရဘူးနိုင်ငံခြားကနေထောက်ပံ့ငွေရဲဘယ်သူမှလာမပေးပါဘူးကျွန်တော်ကစပွန်ဆာတွေပါရရခဲ့မယ်ဆိုရင်ပေါ့နော်တခါလေကျွန်တော်ကြီးညာတွေပါရလို့လို့ရှိရင်အဲ့ဒီကြီးညာနေလို့ကျွန်တော်ထမင်းစားရတာဖြစ်ပါတယ်ခုကတော့ကျွန်တော်တို့ကြီးညာတွေပါရဘာတစ်ခုမှမရှိပါဘူးเนาะဘာမှမဖြစ်ပါဘူးအဲ့တော့ရှုပြလို့ဒီမှမျိုးကြီးမိမိတို့အင်တာနက်ပဲကျွန်တော်တို့ဟိုဖြည့်ဖို့အတွက်ကိုပဲပတ်ဆိုင်ရှာပေါ့နော်ခုကကိုအင်တာနက်ကြည့်တာတော့ ကိုယ့်အကူထည့်ရမယ်ကြံတဲ့ကိစ္စကတော့ကျွန်တော်ကိုပတ်စံပေးပြီးတော့ကြည့်စီရမလို့ဘူးလူသမားမျိုးတွေကိုဆောင်းရံရှောင်းရံလေးတွေကိုအချိန်နဲ့တပြေးညီတစ်ခုပြီးတစ်ခုကျွန်တော်ရှင်းပြပေးတော့မှာဖြစ်တယ်အချိန်နဲ့တပြေးညီအခုပူပူနွေ့နွေ့နာမည်ကြီးနေတဲ့တင်းတွေကိုလည်းကျွန်တော်အမြဲတမ်းတင်ဆက်ပေးတော့ပါမယ်ပြီးလို့ရှိရင်ကျွန်တော်ရဲ့ YouTube channel စုရချိုင်မင်းတို့ကိုလည်း subscribe တွေလည်းလုပ်ထားပေးပါခေါလောင်းလေးနေထားပေးပါအမြဲကြည့်ရှုနိုင်အောင်ပြီးလို့ရှိရင်လည်းကျွန်တော်မြန်မာလိုက် page ကိုလည်းပဲ like တွေ follow တွေ share တွေလည်းလုပ်ပေးနိုင်တယ်လို့ကျွန်တော်ရဲ့စုရချိုင်မင်းတို့ page ကိုလည်းပဲကျွန်တော် like တွေ share တွေ follow တွေလည်းလုပ်ထားနိုင်ပါတယ်ဆိုတဲ့အကြောင်းကိုပြောရင်လည်းဒီကနေ့ကျွန်တော်တင်ဆက်တဲ့အချက်ငါးချက်ကိုမပေးကြပါနဲ့ရှုပြလို့ဒီမှာအမျိုးကြီးအားလုံးကျွန်တော်အမျိုးကြီးအားလုံးအန်ဒီရကင်းကြပါစေဘေးရှင်းကြပါစေမတိတဲ့လူတွေကိုလည်းပြန်လဲမျှဝေပေးခြင်းအပြင်ကုသိုလ်လေးယူနိုင်ကြပါပြီဆိုတဲ့အကြောင်းပြောရင်လည်းရှုပြလို့ဒီမှာအမျိုးကြီးအားလုံးကြားမှာကြပါစေချမ်းသာကြပါစေတွားလီယာလာလီယာမှာခလုတ်မတည်စူးမြည်ပဲနဲ့မြင်သူတိုင်းချစ်ကုန်လို့အတန်ကြာတနာပါစေပြောနိုင်တဲ့ယုံပါစေလမ်းမဘေးလဲဝေးပါစေထိမဲ့ခလုတ်လဲစုတ်ကြပါစေဆိုတာလေးကိုကျွန်တော်ဆူတောင်းပေးရင်လည်းရှုပြလို့ဒီမှာမျိုးကြီး ရယူဆိုင်ကြပါနောက်ဆုံးအမှားလေးတစ်ခုထပ်မှလိုက်ခြင်းနဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မှအာကျွန်တော်တို့ဂယူဆိုင်ပါเนาะမက်တွေတက်ပါလက်တွေဆေးပါလူစုလူဝေးနေအောင်မသွားကြပါနဲ့ဒီထိုင်းနိုင်ငံမှာကတော့ကျွန်တော်တို့ယောဂအခြေအနေနည်းနည်းလေးဆိုးရွားနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနေရာလေးမှာကျွန်တော်တို့ဘလူဝေးဖြစ်သွားလာလို့မရသေးတဲ့အခါမှာတော့ကိုကိုဂယူတဲ့ဆိုင်ရင်းနဲ့နေထိုင်ဖို့အတွက်ကိုလည်းထပ်မှန်ပြီးတော့ကျွန်တော်အမှားစကားလေးကိုလည်းကျွန်တော်ပါချင်ပါတယ်ကျွန်တော်တို့အဆင်ပြေမှမြန်မာနိုင်ငံကိုပို့နိုင်မယ်ကျွန်တော်တို့အဆင်ပြေမှမိဘတွေထောက်ပံ့နိုင်တယ်ကျွန်တော်တို့ အစဉ်ပြေမှကျွန်တော်တို့ထောက်ပံ့ခြင်းနဲ့အဖွဲ့အစည်းထောက်ပံ့ခြင်းနဲ့ဒုက္ခတွေကိုကျွန်တော်တို့ကထောက်ပံ့လို့ရမှာဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်ကိုကိုတိုင်ကနေပြီးတော့ကြားမအောင်ကိုကိုတိုင်အစဉ်ပြေအောင် ကိုကိုနိုင်အဖမ်းခံမထိအောင်ကိုကိုနိုင်ဟိုဘယ်လိုပြောမလဲဆိုရင်အပြစ်မဖြစ်ရလေအောင်ဒါတွေကိုကျွန်တော်တို့ view design နေသွားကြဖို့လေကျွန်တော်တို့အရန်လိုအပ်တယ်ဆိုတဲ့အကြောင်းကိုပြောရင်းနေဒီနေ့ဒီနောက်လေးမှာကျွန်တော်ကိုခွင့်ပြုပါအောင်เนาะအခဏကြာပြောရင်ပြောနေဦးမထွန်းကလည်းရှည်လိုက်တာစုတောင်းပြီးနေလည်းများတယ်ဆိုတော့ဟုတ်ကဲ့ပါเนาะအတနေနဲ့ကြီးလာပြီဆိုရင်တော့နည်းနည်းတော့ရှည်လာတာပေါ့เนาะပြောရမယ်စကားကိုပြောတာပါစကားကိုပြောတာပါဟုတ်ကဲ့မျိုးဒီအလုံးမမင်္ဂလာပါစေချမ်းသာကြီးကိုရဲ့ချမ်းသာရောရနေကြပါစေဒီလိုဒုတိယံပြီးထပ်မှန်ပြီးစုတောင်းပေးလိုက်ပါတယ်အလုံးမမင်္ဂလာပါမင်္ဂလာပါ